ကဲဒီကနေ့နေပြီးတော့စစ်ရေးပြအခမ်းအနားမှာဘာတွေဖြစ်နေကြလဲဆိုတော့အင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်နေပြီးတော့စစ်ရေးပြအခမ်းအနားတော့ရောက်ရှိလာတဲ့ရုရှားနဲ့ဘီလရှင်ကာဝေးဝမ်ကြီးရောက်ရှိလာနေချိန်မှာစစ်အုပ်စုတပ်ဖွဲ့ဝင်ယာနဲ့ချီမူးဤတောက်စားပြီးအချင်းချင်းစကားများရန်ဖြစ်ရာမှဒုဗိုလ်မှူးကြီးအပါဝင်18ဦးထက်မင်းဒဏ်ရာရရှိခဲ့ပြီး3ဦးချက်ချင်းဆိုတော့တည်ဆုံးခဲ့တယ်လို့တိုက်ရင်မြစ်ကဆိုခဲ့ပါတယ် အာဂါဒိန်စစ်ကောင်စောင်းမင်းအောင်နိုင်ဦးဆောင်ချင်းပါတဲ့နေပြီးတော့စစ်ရေးပြအခမ်းအနားကိုရောက်နေတဲ့စစ်အုပ်စုရဲ့ဂျန်စစ်သားစစ်ကြောင်းတပ်ဖွဲ့ဝင်ယာနဲ့ချီမွေးတောက်စားပြီးသူတို့အချင်းချင်းစကားများတိုက်ခိုက်ရန်ဖြစ်ပွားလို့ဒုတိယဘုံမူကြီးအပါဝံအရာရှိများအပါဝံ၁၈ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီး၃ဦးကတော့ ပွဲချင်းတည်ဆုံးခဲ့တယ်လို့သိရပါတယ်အဆိုပါစစ်ကြောင်းတပ်ဖွဲ့ဝင်တွေဟာရင်းနှုတ်ကို ထားရှိရာ နေပြီးတော့အဆောင်၃နဲ့အဆောင်၄စစ်ကြောင်းအင်းဆောင်အလိုက် အရက်သေးစာတောက်စားရာကမှစတင်စကားများခဲကြတယ်လို့သိရပါတယ်မတ်လ29ရက်နေ့ဒီကနေ့ကျင်းပပြုလုပ်မယ်တပ်မတော်နေစည်ရေးပြအခမ်းအနားအတွက်နိုင်ငံတော်ဝန်ကစစ်ကောင်စီတပ်ဖွဲ့ဝင် ထောင်နဲ့ချီဟာနေပြီးတော့ရှိတဲကိုရေးတုံးမှာစည်ရေးပြအတွက် စုဝေးရောက်ရှိနေ ဒါဖြစ်တယ်လို့အဲ့ဒီစစ်အုပ်စုတွေရဲ့အိတ်ဆောင်တစ်ခုမှာတပ်ဖွဲ့ဝင်အင်အား900ကနေ900ကျော်အထိရှိနေတယ်လို့သိရပါတယ်အဲ့တော့အခုလိုမျိုးချိန်မှာ အချင်းချင်းဒီလောက်ခန်းခန်းနနာသူတို့အတွက်တော့ခန်းခန်းနနာပွဲတွေရှိနေတဲ့ချိန်မှာအခုလိုမျိုးဘလော့ထီမွေးဆေးဝါးတွေတုံးဆွဲပြီးအချင်းချင်းနေစကားများပြီးဒါတော့မှအောက်ငယ်သားတွေမဟုတ်ဘူးနော်တကယ့်အကောင်ကြီးကြီးသူ့ဘိုးကြီးကြီးနော် သူ့ဘုံမှုကြီးတွေအပါဝင်ဒီလောက်သူ့ဘုံမှုကြီးတွေကောင်းအရိုက်ခံပြီးတော့ကောင်းကွဲတွေကွဲမျက်နာပုံးပဲ့နေရပုံးပဲ့ကုန်ပြီအဲ့တော့သုံးဦးလည်းတည်ဆုံးခဲ့တယ်အဲ့တော့သူတို့တွေတယောက်နဲ့ကြောက်အပေါ်မှာဘလောက်ထိညံညိုးညံစားရှိနေတယ်ဆိုတာဘလောက်ထိတွေးမိနေကြတော့လဲဆိုတာဒီမှာအရန်ကိုထင်ပေါ်လွင်စေပါတယ်အဲ့ဒီထဲမှာကမှဒရာရှာနဲ့ဗလရှိကာခွေရေးဝန်ကြီးရလဲကြောက်လန့်ပြီးတော့အမြန်အရှင်းသမြန်နဲ့သူတို့ရဲ့တဲကိုခန်းကိုအရှင်းသမြန်နဲ့ပြောင်းရွှေ့ခံရတယ်လို့သိရပါတယ် ဲ့တော့မင်းအွန်လိုင်းကတော့အချက်ကွဲတဲ့ကွဲနေပါပြီအဲ့တော့ဒီအပေါ်မှာကျွန်တော်တို့ကျွန်တော်တို့အမေသားသမီးများနဲ့တိုင်းပြည်ပြည်သူပြည်သားများနဲ့တိုင်းတာလက်နဲ့ကန်အဖွဲ့တွေဟာကျွန်တော်တို့မြင်နေတော့ကွာအပျော်ကြီးတပျော်တာပေါ့ကွာဟ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 ာအခုလက်ရှိဒီလေးတို့ကနိုင်ငံနဲ့လူလူအတွက်အလုပ်လုပ်တဲ့ဟောနော်အခုတော့တက်မလို့သားတွေရဲတပ်ဖွဲ့ဝင်ပြည်သူစစ်တွေဆိုတာထွက်ကြတာမရှိဘူး တိုင်းပြည်ကိုချစ်တဲ့လူတိုင်းပြည်အတွက်လုပ်တဲ့လူတိုင်းကဘုရားဝင်တယ်။အဲအဲ့ဒီပေါ်မှာပြင်ပန်းခြင်းတွေဆင်းရဲခြင်းတွေဒုက္ခတွေအခက်အခဲတွေဆိုတာလူတိုင်းမှာရှိတယ်။အဲ့ဒီအခက်အခဲတွေကိုမကြောက်မရွံ့နဲ့တိုင်းပြည်ရဲ့နိုင်ငံအတွက်အချမ်းဖက်လက်နက်ကိုင်တောင်းကျမ်းသူတပုံတွေဒီ PDF တွေကိုတွန်းလှန်တော်လှန်ဖို့အတွက်မင်းတို့ဒီဝိဇ္ဇာဝင်ထားတော့အကူကဘုံလူတယ်။အဲ့တော့အကူမင်းညနာတခုရှိတယ်။ ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းနေမျိုးချော့ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းနေမျိုးချော့ဒီဝိဇုံကိုဘာလို့ဝတ်ထားတာလဲဒိုင်းနေမျိုးချော့ဟုတ်ပြီဒီဝိဇုံဝတ်ပြီးရင်ကိုကျိုးစည်းဝါးရှာဖို့ဆိုတာမင်းတို့စိတ်ထဲမှာရှိလားရှိပါဘူးโอเคအဲ့တော့ကျွန်တော်ဒီဝိဇုံဝတ်တဲ့လူတိုင်းဟာအနေစုံတယ်ဒါပေမဲ့ရွှေထုတ်တဲ့များဘဝဖြစ်တယ်ကိုကြာရနေရာမှာနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ညီလေးတို့ရဲ့အသက်တွေချွေးတွေတွေးတွေ ပေးဆက်နေရတာကိုညီလေးတို့ရဲ့ဒီဘယ်ဘက်နှလုံးသားထဲမှာမင်းတို့ခုမြန်မာနိုင်ငံအလံတက်ထားရကွာအခုဆိုဒီမှာလက်မောင်းမှာဒီမှာဘူးလက်ပြန်မှာပို့တာအဲ့ဒါကိုမင်းတို့ဘုံယူစေခြင်းနဲ့ကိုလုတ်တဲ့အလုပ်ပေါ်မှာလည်းကိုဒီတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးအတွက်လုံလုတ်တယ်ဆိုတာကိုပဲမှားသိခြင်းဒီဝိဇုံဝိဇုံဒီဝိဇုံတွေဝင်ပြီးတော့ကိုရိုးစည်းဝါရှာဖို့လားမဟုတ်ပါဘူးဒီဝိဇုံတွေဘာကြောင့်ဝင်လဲဒါကြီးကိုရိုးစည်းဝါဟေးဟုတ်ကဲ့ အဲ့လိုလိုပဲဖြစ်စီချင်တာပါတော့နော်ဒါအကိုကညီလေးတို့လည်းဟိုပင်မနေမှာလေးဆိုးတယ်ဒါမနေ့ကကြာညီလေးတို့အကိုတို့ဘောနောနိုင်ငံရဲ့တက်ရုံလေးကိုဟိုအထိမ့်အဖြစ်နဲ့ညီလေးတို့ကပေါဝဲမှာညီလေးတို့ကအလိုဘွားမျိုးနဲ့ဖြစ်ဖြစ်အမှန်တိုင်းရောမယ်အကိုအကိုတို့အကိုတို့တက်အောင်မြက်ပါမြက်တယ်ညီလေးတို့ဒါဒီဝိဇုံဝေပြီးတော့မှမနေ့ကတော်လိုက်ပြည့်လဲရှောင်းမှာဟုတ်လားဟုတ်ပါအဲ့တော့ဒီမှာ ်မှာကိုကြီးကိုနေပြောကြောလို့ဒါအခုတို့ဒါပူပေါင်းပြီးတော့ညီလေးတို့ဟိုတယောက်ကိုညတောင်းနေပေါ့နော်အဲ့တော့ဒီလိုပြန်လာတဲ့အချိန်ကျလည်းဟိုအဖြစ်မှာပဲဒီလိုနော်所以啊。 やめたんだよ。Thank you. အမည်မြမာနိုင်ငံကိုချစ်ပါကိုနိုင်ငံရဲ့ကိုလူမျိုးကိုတန်ဖိုးထားပါနော်အခုတို့ပြောတဲ့တဲမှာကကချင်ကရားကြီးရှင်ဗမာမော်ရကန်ရှမ်းမပါဘူးဟောနော်ဒီတဲမှာလည်းအားလုံးအတူတူပဲအခုပြောချင်တာကလေနိုင်ငံနဲ့လူမျိုးတို့တဲ့လုပ်တဲ့လူမှန်သမျှတရားဝင်ဂုံရှိတယ်သိရမလားယောက်ျားတွေပဲသိမပါဘူးဒါပေမဲ့မင်းတို့ကအခုအတိနေပါပါအခုလည်းမင်းတို့နဲ့ဒီလူပဲအခုတို့နဲ့လက်တွဲပြီးလုပ်တဲ့ဟိုတချို့တချို့သောလူတွေဆိုရင်အဲ့လို နော်ဟိုနိုင်ငံတော်တို့ပြည့်စက်သွားတဲ့အရသာဘဝရည်နေပဲအဲ့လိုတချို့ဆိုဟာတက်ရတယ်ကွာထွေဟုတ်နေဒါစီဒီယန်အဲ့မှာမလုံလို့ဆရာဆရာမတွေအဲ့ဟိုနော်ဒီကျောင်းသူကျောင်းသားတွေဟိုနော်ဒါနိုင်ငံနဲ့တိုင်းပြည်နဲ့လူမျိုးဖြက်စီးတဲ့လူတွေရဲ့လုပ်ရည်ဒီကောင်အဲပြည့်စက်သွားတဲ့အတပေါင်းများတော့အနေယူအဲ့ဒီအတပေါင်းများစွာတွေအတွက်ဒီလေးတို့ကနောင်လာမယ့်အနာဂတ်မှာ တိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာစစ်မှန်တဲ့ဟိုနော်စိတ်ဆေးချမ်းနဲ့ရဲရင်နဲ့အဲ ်လုံးကောင်းချက်တွေနဲ့ရေလို့ကာဝင်နိုင်မလို့ရေလို့နော်အဲ့တော့ဘလို့နေနေအကိုတို့တကယ်တရားဝင်စစ်သားတဲ့ဒီလိုပဲအောက်မှာဟာရေကအဆိုး950နဲ့ဘယ်လိုလုပ်စားလို့ရဟုတ်တယ်950နဲ့ဘယ်လိုမှစားရမှာအဲ့ဥစားတဲ့အကိုတို့ကဒီနေရာနေပြောလို့ရရင် ပြောမယ်ပြောလို့မရရင်ရေကောပေါ်နေလာတဲ့ဒီမှာတွတ်တော်ထဲမှာပြောနိုင်တဲ့လူတွေတော့အကိုတို့ကပြောခိုင်းတယ်အဲ့တော့မလို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးချစ်လို့ရှိရင်လည်းအထက်လူကြီးတွေကတော်တော်ကာကွယ်ပြီးဒီကြုံမှုမင်းအောင်လာရနေစပြီးတော့မှအခုဒီပြည်သူစစ်တွေ အထီးဝန်ထမ်းလေးပေါ့နော်တကယ်နိုင်ငံတော်ပြည်သက်တဲ့ဝန်ထမ်းလေးပေါ်မှာတပ်မတော်ကဝန်ဦးစီးချုပ်အနေနဲ့လည်းပြန်ကြည့်ပေးပါလို့ပေါ့နော်ဟိုတရားဝင်အတိအမှတ်ပြုပေးပါလို့အဲ့လိုမျိုးပြောနေတာသူကလားဟိုအစိုးဝင်950နဲ့စားလို့မရအောင်အဲ့ဒါလေးကိုမင်းတို့ကတန်းပြီးတော့တကယ်ကြီးမားတဲ့ဘောနော်အတက်သွေးချွေးတွေခန္ဓာကိုယ်တွေပေးဆက်ပြီးတော့မှရင်းထားရတဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးတော့ရင်းတာကွာအခုဆွမ်းနာပြောတယ်လို့ပေါ့ကိုကျိုးစည်းပွားတွေမရှာဘူးဟုတ်လားနိုင်ငံကိုချစ်လို့တိုင်းပြည်ကိုချစ်လို့ မင်းတို့ဒီလုပ်ကိုလုပ်တာအဲ့ပြီးတော့မင်းတို့ကိုမြက်တယ်နော်ရဲတော်မတည်သေးတော့ငရဲမလားဒါပဲကျန်တာဘာမှမတည်ဘူးအခုလွယ်လာလို့မင်းမင်းတို့မင်းတို့တယောက်ချင်းစီမတည်ဘူးအခုဆိုရင်လိုင်းပေါ်မှာအကုန်တိလာအခုတက်ချင်နေတာအများကြီးဒါနဲ့အစ်စီပဲတက်လေတက်ရဲတက်တက်လို့တည်သွားမယ်ဆိုရင်လည်းကိုကမင်းတို့ပြောလို့ပဲမြန်မာနိုင်ငံအလံကိုလက်ဖြံမှာပို့ပြီးသားလေမြန်မာညီပုံရှိရတော့ကိုနိုင်ငံတို့တည်လာမယ်တည်ဖို့ဟုတ်တယ်မလားညီလေးတို့နဲ့အကူနဲ့ကစိတ်တော်ဝမ်းနဲ့ရှိတယ်ထပ်တူဆန္ဒရှိတယ် နော်အေးအဲ့တော့ကျတော့တိုင်းပြည်နဲ့နိုင်ငံကိုလူမျိုးကာဝယ်ပါကိုလုံနေတဲ့အလို့ကိုစေတနာပါပါလုပ်ပါတာဝန်နဲ့ဝတ္တရားတဲ့ပေါ့နော်ကိုကတာဝန်ယူမှုတာဝန်ခံမှုနဲ့ငါတိုင်းပြည်ငါနိုင်ငံငါလူမျိုးတွေလောက်တာဆိုရင်အဲ့ဒါအာရအားလုံးကဖြောင်းပြီးသွားလိမ့်မယ်ဒီတိုင်းပြည်ကဇူဒီပါလဲရတောင်းကြောင်းသိရမလားကောင်းတဲ့လူကကောင်းတယ်ကောင်းမကောင်းတဲ့လူကခံရတဲ့အဖြစ်သမားတွေတော့ကြာဆုံးပါပဲအဲမင်းတို့ကတော့ ိုင်းပြည်ကပြည့်စက်သွားခဲ့လို့မင်းတို့ချဆုံးသွားခဲ့တယ်ဆိုရင်တော့မှမင်းတို့မုံမြက်တယ်နော်အဲ့ဒါဘုံဘုံယူဝင်ကြောလာနေပဲဒီလုပ်ကိုလုပ်နော်ဟောက်ကြီးလို့နော်ဟုတ်ကဲ့ဟုတ်မင်္ဂလာရှိတော်တရင်လေးကတော့မုံပင်နဲ့ခရင်ပင်နဲ့ပကိုးတိုင်းတနင်းတာရီတိုင်းစတီတို့မှာဘုံဘူးကြီးဒီတင်တန်းစင်းဘူလောင်းနေအပါဝင်မြောက်များစွာမတာပေါ်ခဲ့ဆိုတဲ့တရင်လေးဖြစ်ပါတယ်ပကိုးတိုင်းဘန်းတော်မြုံနယ်တိုက်ပွဲတွင်အချမ်းဘက်စစ်တပ်၏မှော်ပြီးအခြေချခလိုက်ရ63တိုက်ရင်မှာ ဘူလုံးတင်တန်းစင်ထားသောအလုတ်တင်ဘူနာဝန်အောင်အပါဝင်အလုတ်တင်ဘူအရာရှိပေါ့ဆ၄ဦးတေဆုံးခဲ့ကြောင်းတပ်တွင်းတရင်ချင်းမြစ်ကစုခဲ့ပါတယ်။ပထမဦးစွာရှိတ်တန်းထွက်ခဲ့ပေမဲ့ဒီနေ့မှာပဲမတာပေါ်ခဲ့တယ်လို့သိရပါတယ်။ထို့တူပကိုးတိုင်းကြောက်တရားမြို့အနီးရှိအချမ်းဘက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရာစစ်သား၁၂ဦးတေဆုံးပြီးလက်နက်ငယ်တလက်နက်နဲ့ကြီးစံများတိမ့်စီရရှိခဲ့ကြောင်းအထူးကမတော်တိုက်ရင် P2 9914မှာတာဝန်ရှိသူတို့ဦးက ဆိုခဲ့ပါတယ်အဲ့တော့အင်မတန်မှအားရဖို့ကောင်းပါတယ်ထိုနည်းသူပဲသတင်းတာတွေတိုင်းထဝိုင်ခရိုင်ရေဖြူမြုပ်နယ်အမှတ်၈ပြည်တော်စုလမ်းတွင်လမ်းကင်းထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ကတ်ခဲ့ရာဗိုလ်မှူးတဦးအပါဝင်စစ်သား၂၀ကျော်တေဆုံးပြီး RPG တလက်နဲ့အပါဝင်လက်နဲ့၅လက်နဲ့ဒိန်းစီရရှိခဲ့ကြောင်းဒုယကစစ်ကြောင်းမှတာဝန်ရှိသူတဦးကဆိုခဲ့ပါတယ် RPG တောင်မှကျွန်တော်တို့ဒိန်းပိုက်ရရှိခဲ့တဲ့အတွက် ကျွန်တော်တို့ဖီတဲ့ဒီအတွက်အမတန်မှတက်လန်းတစ်ခုရခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်။ထိုနည်းသူပဲမွန်ပင်နဲ့ရေးမြော့အမှတ်ရှိအာရှလာမကြီးပေါ်တွင်အချမ်းပဲစစ်တပ်ဤခမရငါရှစ်ချမတက်အရာရှိများစင်းနေလာတော့ဗီကိုကားကိုပစ်ခတ်တိုက်ခတ်ခဲ့ရာအရာရှိသူအပါဝင်သုံးဦးတည်ဆုံးခဲ့ကြောင်းရေဘလူးအဖွဲ့တိုက်ရင်မူကဆိုခဲ့ပါတယ်။အရာရှိဒီပဲတောက်လျှောက်တည်တဲ့အတွက်ကျွန်တော်တို့အတွက်တော့အင်မတန်မှအားရှိပါတယ်ခင်ဗျာ။ထို့သူဂရင်ပြည်နယ်ကော့ခရိတ်မြုံနယ်တွင် အောင်စီလာစစ်ကြောင်းမှာအချမ်းပဲစစ်ကောင်စီတက်များတက်ဆွဲထားတော့နေရာများကိုဒရုန်းဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ရာစစ်တပ်ဖက်မှ၅ဦးထက်မနည်းတေဆုံးခဲ့ကြောင်းနီးစက်ရ PDF ကပြောဆိုခဲ့ပါတယ်ခုနောက်ပိုင်းကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဘူကြီးတွေအပါဝင်တင်တန်းစင်းဘူလောင်းတွေမနေ့တနေ့မှရှိတ်တန်းကိုထွက်နေတဲ့သူတွေပဲမတာပေါ်ခဲ့တာများပါတယ်အဲ့တော့အခုလက်ရှိစစ်ကောင်စီမှာစကားစမှာသူတို့မှတိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူး ပြောရမယ်ဆိုလို့ရှိရင်သူတို့ဟာငငယ်ကလေးနဲ့အိမ်ကောင်းတိုက်ကောင်းထဲမှာကြီးပြင်းလာတဲ့သူတွေပဲဖြစ်ပါတယ်အဲ့တော့ရှေ့တန်းထွက်နေတဲ့ချိန်မှာဘာမှတနက်တိုင်းမပြစ်နိုင်စစ်ကြောင်းအခြေအနေတည်းမသိနိုင်တဲ့သူတွေများပါတယ်ဆိုတော့အခုလက်ရှိအခြေအနေကြည့်မယ်ဆိုလို့ရှိရင်စကားစဖက်မှာတိုက်ခိုက်နိုင်စွမ်းလုံးဝမရှိတာတော့လုံးဝတေချာတော့ပါပြီအဲ့တော့ကျွန်တော်တို့အခုလိုမျိုးပဲ RPG တွေတင်ပိုက်နိုင်တဲ့စစ်ကောင်စီရဲ့ဒီစစ်တင်ကားတွေကိုအဖက်ဖက်မှာတင်ပိုက်ရရှိနိုင်တယ်အဲ့ဒီတင်ပိုက်ရရှိနိုင်တဲ့အပေါ်မှာအဲ့ဒီပြန်လဲ ဟိုကျွန်တော်တို့တိုင်းတာလက်နက်ကိုင်းဖွဲ့ PDF များမှာပြန်လဲအသုံးပြုပြီးတော့စစ်စခစားကိုပြန်လဲကျွန်တော်တို့ပြစ်ခတ်နိုင်ခဲ့တယ်ဒီအပေါ်မှာအင်မတန်မှဟိုအောင်မြင်မှုရနေပါပြီအဲ့တော့စခစားရှုံးဖို့ပဲရှိပါတော့တယ်အမေသားသမီးများနဲ့တိုင်းပြည်ပြည်သူပြည်သားများတိုင်းတာလက်နက်ကိုင်းဖွဲ့များအားလုံးကျွန်တော်တို့တင်ငင်တင်ငင်နဲ့အခုချိန်မှာစခစားကိုတွန်းလှန်ဖို့ပါအရေးကြီးပါတယ်တကယ်လို့တွင်းငင်လက်ငင်တိုက်တွန်းနိုင်တယ်ဆိုလို့ရှိရင် မကြပါဘူးတပတ်တွန်းမော်တရက်တွန်းမှာကျွန်တော်တို့စစ်ကောင်စီအချမ်းပဲစစ်ကောင်စီကို နေနေနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်အားလုံးကျေးဇူးပါ